ားလုံးပဲမြင်လာပါဒီချေရောဒီချေအမရာဖြစ်ပါတယ်ဒီနေ့သားတို့သမီးတို့ကို uniform painting ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့ writing အပိုင်းကိုဒီချေတို့လေ့လာကြည့်ရအောင် writing အပိုင်းမှာဆိုလို့ရှိရင်တော့ဒီချေတို့အရင်ဆုံးအဲဒီ example လေးတွေကိုကြည့်ပြီးတော့လေ့လာကြည့်အောင်အဲ study the examples below and learn to define people place or thing ဟုတ်အောက်ကဖော်ပြပါဥမာလေးတို့လေးလာပြီးရဲ့အခါကြလို့ရှိရင်လူတွေနေရာတွေအရာဝတ္ထုတွေကိုဘလို့အဓိပ္ပာယ်သတ်မှတ်လဲဘလို့သိပဲဆိုကြတယ်လဲဆိုတော့လေးလာကြည့်ရအောင် Here is a example ဒီကတော့ဥမာလေးတစ်ခုဖြစ်ပါတယ် A doctor is a person who gives medical treatment to people A doctor ဆရာဝန်တယောက်ဆိုတာ is a person လူတယောက်ဖြစ်ပါတယ် who who ဆိုတာကတော့ဒီ person ဘယ်လိုလူမျိုးလဲဆိုတာကိုပြန်ပြီးတော့ရှင်းပြခြင်းနဲ့တွေ့ပြန်ညွှန်ထားတာဖြစ်ပါတယ်သူက gives medical treatment to people အဲ့တော့ဆေးပညာနဲ့သက်ဆိုင်တဲ့ကုသမှုတွေကိုလူသားတွေကိုပေးနေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်ဒါဆိုရင် a doctor ဆိုလို့ရှိရင် a person ဆရာဝန်တစ်ယောက်ဆိုတာကလူတစ်ယောက်ဖြစ်တဲ့ သူတို့ဘလို့လူမျိုးစားလဲဆိုရင်လူသားတွေကိုစေပညာနဲ့သက်ဆိုင်တဲ့ကုသမှုတွေပြုလုပ်ပေးနေတဲ့လူတယောက်ဖြစ်တယ်ဆိုပြီးတော့လူကိုညှို့ဆူထားတာပဲဖြစ်ပါတယ်။ဒါဆိုဒီချက်တို့နောက်ထပ် another example ကိုသွားကြည့်လိုက်ကြရအောင်။ A school is a place where children are educated. A school ကျောင်းဆိုတာကတော့ is a place နေရာလေးတစ်ခုဖြစ်ပါတယ်။ where where ဆိုတာက a place နေရာလေးကိုပြန်ညှို့ဆူထားတာဖြစ်ပါတယ်။အဲ့ဒီနေရာလေးမှာဆိုရင်တဲ့ children are educated ကလေးတွေကပညာသင်ကြားလို့ရတယ်ပညာတွေတက်မြောက်သွားတယ်လို့ပြောပါတယ်ဒါဆိုလို့ရှိရင်နေရာကိုညှို့ဆိုတဲ့အခါဆိုရင်တော့ဒီချေတို့ကဝဲလေးနဲ့စစ်ပြီးတော့ပြောဆိုတာပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ် example တစ်ခုကိုကြည့်ကြည့်အောင် A thermometer is an instrument which is used to measure the temperature သာမိုမီတာလေးဆိုတာကတော့ is an instrument ပစ္စည်းလေးတစ်ခုဖြစ်ပါတယ် which ကကြတော့အဲ့ဒီသာမိုမီတာလေးကိုပြန်နှုံးဆိုပါတယ်သာမိုမီတာလေးက is used to measure တိုင်းတာကိုအတွက်သုံးပါတယ်တဲ့ဘာကိုတိုင်းတာမှာလဲဆိုရင် the temperature အပူချိန်ကိုတိုင်းတာဖို့အတွက်သုံးတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီရဲတို့ကသင်းဆိုတဲ့အရာဝတ္ထုလေးတွေကိုပြန်နှုံးဆိုတဲ့အခါမှာဆိုရင်စကန်ဆက်အနေနဲ့ which ကိုသုံးပါတယ် အဲ့တော့ပြန်ပြောမယ်ဆိုရင်ဒီခြေတို့ကလူတွေလူတွေကိုညှို့ဆို့ပြီးတော့ define အတိပ္ပယ်ဖွင့်ဆိုတဲ့အခါကျရင်ဗာလေးတွေကိုသုံးလဲဆိုရင်စကယ်ဆက်အနေနဲ့ who ကိုသုံးပါတယ်ဒါဆိုမလို့ who for people လူသားတွေအတွက်ဆိုရင်လူတွေအတွက်ဆိုလို့ရှိရင် who ကိုသုံးပါတယ်ဒီကတော့ school နေရာလေးဖြစ်ပါတယ်အဲ့တော့နေရာဆိုလို့ရှိရင်တော့ဒီခြေတို့ကစကယ်ဆက်အနေနဲ့ညှို့ဆို့တဲ့စကယ်လုံးအနေနဲ့ဘာကိုသုံးလဲဆိုရင် where ကိုသုံးပါတယ်ဒါကြောင့်မလို့ where for please the third one is a things အရာဝတ္ထုတွေဖြစ်ပါတယ်။ thermometer ဟာအရာဝတ္ထုတွေဖြစ်ပါတယ်။အရာဝတ္ထုတွေကိုညှို့ဆိုတဲ့အခါဆိုရင်ဒီချေတို့ကဘာကိုသုံးတာလဲဆိုရင် wish ။ဒါကြောင့်မလို့ wish for objects or animals အရော objects အရာဝတ္ထုတွေကိုသုံးတယ်ဒါမှမဟုတ်လို့ရှိရင် animal traits တွေကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်နော်ညှို့ဆိုတဲ့အခါမှာဆိုရင် wish ကိုအစားသုံးပြီးတော့ဒီချေတို့ကအဓိပ္ပာယ်ဖွင့်ဆိုပါတယ်။အဲ define the following mention the pause part of the sentences in column A with the second pause in column B. အော်ဒီမှာဆိုလို့ရှိရင်အဓိပ္ပာယ်ဖွင့်ဆိုတဲ့လေ့ကျင့်ငန်းလေးကိုလုပ်ကြည့်ရအောင်ဒီအဓိပ္ပာယ်ဖွင့်ဆိုတဲ့လေ့ကျင့်ငန်းလေးမှာဆိုလို့ရှိရင် column နှစ်ခုရှိပါတယ် column A နဲ့ column B အော် column A ရဲ့စကားလုံးလေးတွေကို column B နဲ့တွဲပြီးတော့တွဲပြီးတော့အဓိပ္ပာယ်ဖွင့်ဆိုပြရမှာဖြစ်ပါတယ် here uh, there are two parts အော်ဒီမှာဆိုလို့ရှိရင် in 10 exercises ်အစားကြောင်း exercise ကတော့လေ့ကျင့်ခန်း10ခုရှိပါတယ်ဒါဆိုရင်ဒီချက်တို့တစ်ခုတော့နမူနာအနေနဲ့လုပ်ကြည့်အောင် first one is a microscope is an instrument အော် microscope ကတဲ့နူးကြည့်မှန်ဘလူးသည် is an instrument instrument ကရိယာပစ္စည်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ကရိယာပစ္စည်းလေးတစ်ခုဖြစ်ပြီးတော့သူကသူ့ရဲ့အဓိပ္ပာယ်ဆိုရင်သူကဘာကိုလုပ်တာလဲဒီဘက်က column B မှာဆိုဒီချေတို့ကအဖြေကိုသွားရှာကြည့်မယ်အဲ့တော့နံပါတ် A ရပေးထားတာတော့ has wings but cannot fly အဲ့ တောင်မန်နေတော့ရှိရမပြတ်နိုင်ဘူးဒါဆိုလည်းမဖြစ်နိုင်ဘူး b do not eat meat အဲ့တော့အသားတွေကိုမစားတာအသားတွေကိုမစားတာလည်းမဖြစ်နိုင်ဘူးအဲ့တော့ c use lens to make very small thing look larger အဲ့တော့ uh small thing တွေကိုကြည့်ဖို့အတွက်ကြီးကြီးအစ်စ်ကျဲကြည့်ဖို့အတွက်အသုံးပြုတယ်မှန်ဘလူးတွေပါတာကိုအသုံးပြုတာဖြစ်ပါတယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်မလို့ဒီချယ်တို့က question number 1ရဲ့အဖြေအားနံပါတ်4လည်းဖြစ်ပါတယ်အဲ့တော့ပြန်ပြန်ပြီးတော့ရေးတဲ့အခါကျလို့ရှိရင် a microscope is an instrument instrument ဖြစ်တဲ့အတွက်အရာဝတ္ထုဖြစ်တဲ့အတွက်ခုနကပြောလေသုံးခုတွဲရမှာရှိပါတယ် who ကိုတွဲမလား which ကိုတွဲမလားဒါမှမဟုတ်လို့ရှိရင် where ကိုတွဲမလားအဲ့တော့ အရာဝတ္ထုဖြစ်တဲ့တွေဒီချက်တော့ which ကိုတွဲပါတယ်အဲ a microscope is an instrument which use lens to make very small thing look larger ဖြစ်ပါတယ်ဒါဆိုရင်တအားသမီးတို့အနေနဲ့ဒီလေးချိန်ငန်းလေးဆယ်ခုကိုအဲကျိုးစားပြီးတော့ဖြည့်ကြည့်မယ်ဒီဟာလေးတွေကတော့အရင်ကြီးတော့မခက်ပါဘူးဒါဆိုရင်ဒီဘက်နောက်ဆုံးမှာလည်းဒီချက်ကအဖြေမှန်လေးတွေကိုထည့်ပေးထားတာဖြစ်ပါတယ်နော်ဖြည့်ပြီးတဲ့အခါကျလို့ရှိရင် ်နောက် slide တခုမှာသားလို့သမီးတို့အနေနဲ့အဖြေမှန်လေးတွေလာတိုက်လို့ရပါတယ်ဒါဆိုရင်သားလို့သမီးတို့နဲ့ဒီချေတို့နဲ့နောက်ထပ်အပိုင်းလေးတစ်ပိုင်းကိုဆက်သွားလိုက်ရအောင်ဒါဆိုရင်ဒီချေတို့နောက်ထပ် writing ရဲ့အပိုင်းလေးတစ်ခုဖြစ်တဲ့ B မှာရှိတဲ့ write a short paragraph on painting i like using the following facts uh, short paragraph စာပိုက်တူလေးတစ်ခုရေးရမယ်ခေါင်းစဉ်လေးကတော့ a painting i like ကျွန်တော်နှစ်တက်တဲ့ပကြီကားလေးတစ်ချက်ဆိုတဲ့အဲခေါင်းစဉ်လေးနဲ့အတူတူ paragraph short paragraph စာပိုက်တူလေးတစ်ခုရေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီစာပိုက်တူလေးကိုရေးတဲ့အခါမှာဆိုရင်သူကပြောထားပါတယ်အောက်ဖော်ပြပါအချက်လက်တွေကိုသုံးပြီးတော့ရေးပါလို့ပြောထားပါတယ်အဲ့တော့နံပါတ်1အချက်လက်လေးကဘာလဲဆိုရင် what kind of painting is it အဲ့တော့ဘလို့ပကြီအမျိုးအစားကိုခြိုက်တာလဲ what the painter portrait အဲ့တော့ အာပကြီးရေးတဲ့သူကဘယ်သူလဲရေးဆိုတဲ့သူ portraits ကရေးဆိုတဲ့သူပကြီးဆရာကဘယ်သူလဲဘယ်သူကရေးဆွဲထားတာလဲ ਨੇ why do you like ဘာကြောင့်တိုက်တာလဲဆိုပြီးတော့ဒါတို့သမီးတို့ကစဉ်းစားပြီးအချက်လေးလေးနေတဲ့တူစာပိုင်းလေးတစ်ပိုင်းရေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီချက်တို့စာပိုင်းလေးကိုစပြီးတော့ရေးကြည့်ရအောင် အဲ့တော့ခေါင်းစဉ်ကတော့ a painting i like အဲ့တော့ကျွန်တော်နှစ်သက်တဲ့ဗဂျီကားလေးတစ်ချက်အဲ့တော့ဒါတော့တပည့်တို့အနေနဲ့ဗဂျီကားတွေကိုဟို မကြည့်ခဲ့ဘူးမလေ့လာခဲ့ဘူးဆိုလို့ရှိရင်လည်းအရင်ဆုံးမလုပ်ရမလဲဆိုရင်ဒီ short paragraph တွေကို မရေးခင်မှာ Facebook မှာပဲဖြစ်ဖြစ် channel website တွေမှာပဲဖြစ်ဖြစ်ပစ္စည်းကားလေးတစ်ခုခုကိုတကယ်လို့ဟိုဘောတာလို့သူမျိုးရှာကြည့်လိုက်ပေါ့အဲ့ဒီထဲမှာရေးကြည့်လိုက်ရေးကြည့်ပြီးတဲ့အခါကျရင်ကိုယ်အနှစ်သက်ဆုံးပစ္စည်းကားတစ်ခုရဲ့အကြောင်းရေးတာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါမှမဟုတ်လို့ရှင်တဲ့တာလို့သူမျိုးရဲ့ဘဝမှာငငယ်တုန်းကတွေ့ခဲ့ဘူးတဲ့ပစ္စည်းကားတွေဆွဲခဲ့ဘူးတဲ့ပစ္စည်းကားတွေထဲမှာကိုယ်နှစ်သက်တဲ့ပစ္စည်းကားလေးကဘယ်သူတွေလဲဘယ်ဟာလေးလဲအဲ့အကြောင်းအရာလေးတစ်ခုစဉ်းစားပြီးတော့ရေးတာတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါဆိုရင်တကယ်လို့ရေးကြည့်အောင် အပထမဆုံး a painting i like ခေါင်းစဉ်နဲ့ပတ်သက်ပြီးတခြားစဉ်းစားမယ်အဲ့တော့ what kind of painting is it နော်ဘလို့အပကြီးအမျိုးအစားလဲအဲ့တော့ပကြီးအမျိုးအစားတွေကိုလည်းသားတို့သူမျိုး unit form မှာသင်စားပေးတာဖြစ်ပါတယ် graffiti ကိုကြိုက်တာလားဒါမှမဟုတ်လို့ရှိရင် water color ကိုကြိုက်တာလား oil painting ကိုကြိုက်တာလားစသဖြင့်ပေါ့နော်သားတို့သူမျိုးကိုကြိုက်တဲ့အမျိုးအစားတစ်ခုကိုစဉ်းစားလိုက်လို့ရပါတယ်စဉ်းစားပြီးရင်ပြီးရင် ဲ့တော့ဒီမှာ water color eye color စသဖြင့်မနော်စဉ်းစားမယ်စဉ်းစားပြီး artist ပေါ့ artist ကဒီခုနကပြောတဲ့ပကြီးကားကိုရေးဆွဲတဲ့ပကြီးအမှုပညာရှင်ကဘယ်သူလဲသူကနိုင်ငံခြားပညာရှင်လားဗမာပြည်ကပညာရှင်လားเนาะလက်ရှိအသက်ထင်ရှားရှိနေသေးလားဒါမှမဟုတ်ရှင်ကွယ်လွန်သွားပြီလားဆိုပြီးတော့ artist အမှုပညာရှင်ရဲ့အကြောင်းကိုလည်းသာတို့ဒီမှာထည့်ယူလို့ရပါတယ် ီးရင်တော့ how to paint her portraits ပေါ့အဲ့တော့ဘလို့ဟိုဗကြီးရေးတဲ့သူကရေးဆွဲခဲ့တယ်လေအဲ့တော့ water color ဆိုလို့ရှိရင်တော့သိကြတယ်သူကရေးစီးအင်းနဲ့ရေးစီးဟိုပဲအသုံးပြုပြီးဆွဲမှာဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူကအဲပေါ့အဲဒီဖြစ်ပေါ့နော် graffiti ဆိုလို့ရှိရင် graffiti paint ကိုတုံးဆက်ပြီးတော့ရေးဆွဲတာဖြစ်မှာပဲရေးစီးအသုံးပြုဖို့ဟိုပြောတာဖြစ်ပါတယ်ဒီအပြင်ဒီ idea ပေါ့ဒီဗကြီးကတခုရေးဆွဲရခါမှာဆိုလို့ရှိရင်သူကရှုမြောက်ခြင်းကိုရေးဆွဲတာလားဒါမှမဟုတ်ရှိပုံတူ ကြီကောက်ရေးဆွဲတာရေးဆွဲတဲ့အခါမှာလဲဆိုလို့ရှိရင်ပုံတူပကြီကောက်ရေးဆွဲရင်လေမပြုံးနေတဲ့ပုံကနေနေတဲ့ပုံကဒီပုံရဲ့အဓိပ္ပာယ်ကဘာလဲအဲ့တော့ရေးဆွဲတဲ့စာရေးရေးဆွဲသူရဲ့ပကြီရေးဆွဲသူရဲ့ကြောပြခြင်းနဲ့ပေးခြင်းနဲ့ message ကဘာလဲဆိုတာကိုဒါတို့တို့မျိုးဒီမှာထည့်ပြီးတော့ဖော်ပြပြရမှာဖြစ်ပါတယ်။ ။ပြီးရင်နောက်ဆုံးတစ်ချက်အနေနဲ့ why do you like ဘာကြောင့်နှစ်သက်တာလဲ။အဲ့တော့ဒီပကြီးကဟိုသားတို့ဒီမျိုးနှစ်သက်ရတဲ့အချက်လေးတွေကိုတော့ဒီမှာအဲချပြီးတော့ရေးပြရမှာ ဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်ကိုရေးကြည့်အောင်။ဒါဆိုရင်ဒီချက်ကို a painting i like ဆိုတဲ့ခေါင်းစဉ်လေးနဲ့ paragraph တစ်ခုကိုရေးကြည့်အောင်။အဲ့တော့ paragraph မရေးခင်မှာခုနကပြောတဲ့အချက်လက်လေးတွေကို notes အနေနဲ့ draft အနေနဲ့ချရေးပါမယ်။အာပကြီးကအမျိုးအစား ဘာပကြီးကအမျိုးအစားကိုကြိုက်တယ်လေ။အဲ့တော့ I like a watercolor ။ဒီချဲကတော့ watercolor အမျိုးအစားကိုကြိုက်တာဖြစ်တဲ့ watercolor ဖြစ်ပါတယ်။ပြီးရင်သူ့ကိုရေးဆွဲခဲ့တဲ့ပကြီးစရာနာမည်ကဘယ်သူလဲ။အဲ့ဒီချဲရေးထားတဲ့ပကြီးကရဲ့ပကြီးစရာနာမည်ကတော့မြူးအစရာမြူးမြင့်မြင့်ဖြစ်ပါတယ်။ပြီးရင်အဲ့ဒီပကြီးကကိုတာလို့သမီးတို့အနေနဲ့ဘယ်နေရာမှာတွေ့ခဲ့တာလဲ။ဘယ်နေရာမှာလေ့လာတွေ့ရှိခဲ့ရတာလဲ။ဒီချဲကတော့ teacher art gallery မှာ new teacher art gallery ကိုတွားရင်းနဲ့တွေ့ရှိခဲ့တာဖြစ်တဲ့အတွက်နေရာလေးကိုတော့ဒီလိုရေးထားတာဖြစ်ပါတယ်။ပြီးရင်ဘယ်အချိန်ကတွေ့ရှိခဲ့တာလဲ။လွန်ခဲ့တဲ့တစ်လလုံးကဒီချေအဲ့ဒီ gallery art ကိုတွားလေ့လာရင်းနဲ့တွေ့ရှိခဲ့တဲ့ပကြီးကားလေးဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နော် title ပေါ့။ပကြီးကားရဲ့နာမည်ကဘာလဲ။အဲ့တော့ပကြီးကားရဲ့နာမည်ကတော့ Shirigon Eastgate ဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတို့ဒီအကြောင်းအရာလေးအချက်လက်လေးတွေရပြီဆိုရင် ဲတို့စာကြောင်းလေးစပြီးတော့ရေးသားကြည့်ရအောင်ဒီချက်ရေးသားရတော့ဒီအစစကယ်လုံးစမြေးခင်ပါဆိုလို့ရှိရင်အစာပြုတဲ့စကားလုံးမျိုးဒီချေအားစာပြီးရေးသားထားပါတယ်။ Painting is the art of human passion from the heart. Painting ပစီဆိုတာကတော့ is the art of human passion from the heart. လူသားတွေရဲ့နှလုံးသားတွေကလာတဲ့အမှုပညာတစ်ခုပဲဖြစ်ပါတယ်။ I love painting. ဒီချက်ကတော့ပိတ်နေနေကိုနှစ်သက်ပါတယ် whatever i have a time ဒီချက်မှာအချိန်ကြီးရှိတဲ့အခါတိုင်းမှာဆိုရင် i go to the art gallery ဒီချက်ကအနုပညာ art gallery တွေပြောတယ်အနုပညာအပြပွဲတွေကိုသွားပြီးသွားပြီးလေ့လာလေးရှိပါတယ် and taste the artist's heart အဲ့တော့ ညီဆန်းကြည့်ပါရဲ့ artist ဟာမြို့ပညာရှင်ရဲ့နှလုံးသားကိုဒီကျဲသွားပြီးတော့လေးလာကြည့်ပါရဲ့ညီဆန်းကြည့်ပါရဲ့သူတို့ရဲ့သဘောကဒီကျဲပကြီးကားတွေကိုသွားပြီးတော့လေးလာထားပါရဲ့မဖြစ်လို့လဲစီပကြီးကားတွေကသူရဲ့နှလုံးသားတွေကနေလာတဲ့အကြောင်းအရာတွေကိုဆွဲထားလို့ပဲဖြစ်ပါရဲ့နော် the kind of painting i like a uh, kind of painting i like ဒီကျဲနှစ်သက်တဲ့ပကြီးကားအမျိုးအစားကတော့ is watercolor painting watercolor painting အမျိုးအစားပဲဖြစ်ပါရဲ့ အမန်ဒန်အဲ့ဒီထဲမှာမှရှီရဂုံ East Gate เนาะရှီရဂုံအရှိဘက်မုံလူအမိရတဲ့ပကြီးကားလေးဖြစ်ပါတယ် which ဒီမှာတော့ခုနကပြောတဲ့ပြန်ညွှန်းဆိုတဲ့အရာဝတ္ထုဖြစ်တဲ့အတွက် which ကိုဒီစီကပြန်ညွှန်းထားပါတယ် which is drawn by ဆရာမျိုးမြင့်မင်းဆရာမျိုးမြင့်မင်းကရေးဆွဲထားတာဖြစ်ပါတယ်ဆရာမျိုးမြင့်မင်းရေးဆွဲထားတဲ့ရှီရဂုံအရှိဘက် gate ဆိုတဲ့ပကြီးကားလေးဒီ is ဖြစ်ပါတယ် my favorite painting ဒီချိန်ရဲ့အနှစ်သက်ဆုံးပကြီးကားလေးတစ်ချက်ဖြစ်ပါတယ်အဲ့တော့ဒီချိန်ဘယ်အချိန်ဟာတွေ့ရှိခဲ့ရလဲဆိုရင် last week ပြီးခဲ့တဲ့တတိယပတ်တုန်းက I want to new t-shirts art gallery အဲ့ဒီချိန် new teacher art gallery ကိုသွားပြီးတော့လက်ပတ်ခဲ့ပါတယ်အဲ့ဒီမှာ and i sorry ဒီကျဲဒီ basic ကလေးကိုတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်ဒါဆိုရင်ပေးထားတဲ့အချက်လေးလေးကိုမူတည်ပြီးတော့ဒီကျဲကဒီလိုစာပိုင်လေးတခုရေးတာဖြစ်ပါတယ်အဲ့တော့သားတို့တမီလေးဒီလိုပဲအရင်ဆုံးအဲဒီအရင်ဆုံးကိုကြိုက်တဲ့ basic ကလေးကိုအရင်ရေးရေးပြီးတော့ဒီလိုလေးစာပိုင်လေးတစ်ပိုင်းအရင်ဆက်ရေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီကျဲတို့နောက်ထပ်ဆက်ကြည့်ရအောင် အဲ့တော့နောက်ထပ်အချက်လက်တွေကိုဒီကျေတော့ဗားရီထထရမှာလေဆိုရင် how did an artist portray အဲ့တော့ပကြီးဆရာကဘလို့ချိန်မုံထားသလဲရေးဆဲထားသလဲအဲ့တော့ဒီမှာတော့ပကြီးဆရာရေးဆဲထားတာဆိုရင်တော့သူ့ရဲ့ရေးဆဲထားတဲ့ပုံလေးကတော့ the sense of the pagoda in the rain အဲ့တော့ sense ပါအမြင်ကွင်းလေးဖြစ်ပါတယ် of the pagoda ရှီရုံဖျားရဲ့အမြင်ကွင်းလေးဖြစ်တယ်ရှီရုံဖျားရဲ့အမြင်ကွင်းလေးထဲမှာ in the rain မိုးရေတွေမှာနော်ဖုတွေ့ရတဲ့ရှီရုံဖျားရဲ့အမြင်ကွင်းလေးကိုရေးဆဲထားတာပဲဖြစ်ပါတယ် image of people who are moving in the rain ဒီမှာဆိုလို့ရှိရင်အဲပုံရိပ်လေးပုံရိပ်လေးတွေရှိပါတယ်။ဘာပုံရိပ်လေးလဲဆိုရင်လူတွေလူတွေလူတွေอ่ะဆိုလို့ရှိရင်မိုးရေထဲမှာလှုပ်ရှားသွားလာနေတယ်ပုံရိပ်လေးတွေလည်းအဲပါတာဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်အဲ့တော့နောက်ထပ်လူတွေပုံရိပ်အပြင်နောက်ထပ်ဘာတွေပါသေးလဲဆိုရင် cars and trees เนาะ cars နဲ့ trees ပေါ့เนาะအာကားတွေတပင်းနေလဲပါတာဖြစ်ပါတယ် အဲ့တော့အဲ့ဒီ VC ကားလေးကိုဒီချိန်ကကြည့်လိုက်တဲ့အခါမှာဒီချိန်ကဘယ်လိုခံစားရလဲဆိုရင် feel peace and relax ပေါ့နော်ငြိမ်းငြိမ်းချမ်းနဲ့နော်စိတ်ငြိမ်းချမ်းမှုလည်းဒီချိန်ခံစားရတယ် relax တက်တောင့်တသာဖြစ်မှုလည်းဒီချိန်ခံစားရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီချိန်ကဒီအချက်လက်လေးတွေကို draft အင်ဆောင်ခြာရေးထားလိုက်တယ်ခြာရေးပြီးတဲ့အခါကျရင်စာကြောင်းလေးတွေကျဲစာရေးကြည့်ပါတယ်ရေးကြည့်အောင် အဲ့တော့ဒီဟာဒီရေးဆွဲခဲ့ပြီးတဲ့ပကြီကားဖြစ်တဲ့အတွက်ဒီက portrait ပါဆိုရင်ဒီကအသက်သူเนาะ past tense နဲ့ရေးရပါဖြစ်ပါတယ် the artist portrait ပကြီစီယာကရေးဆွဲထားပါတယ် the sense of shurigon pagoda shurigon pagoda ရဲ့မြင်ကွင်းလေးကိုရေးဆွဲထားတာဖြစ်ပါတယ် in the rain မိုးရေထဲမှာအဲ့တော့မိုးရေထဲမှာဖျားကိုဖျားရဲ့မြင်ကွင်းလေးတွေကိုရေးဆွဲထားတာဖြစ်ပါတယ် in the rain မိုးရေထဲမှာဆိုရင် people လူသားတွေနဲ့လူတွေနဲ့ and cars ကားတွေအရဆိုလို့ရှိရင် are moving ဘာလို့နေလဲဆိုရင်ရေရှားနေတယ် and the branch of tree တစ်ပင်ရဲ့တကိုင်းလေးတွေအရဆိုလို့ရှိရင် are swaying with the wind လေနဲ့အတူဟိုလိုက်ပါပြီးတော့ညှောလင်နေတာလှုပ်ရှားနေတာဖြစ်ပါတယ် he painted သူကရေးဆက်ခဲ့ပါတယ် to capture capture ဆိုအမိရဖန်ထားတယ် the movement of the people's image လူသားတွေရဲ့ပုံရိပ်တွေရဲ့လှုပ်ရှားမှုအဲ့တော့လူတွေလှုပ်ရှားနေတဲ့ပုံရိပ်ကိုလည်းသူကအမိရရေးဆွဲထားတာဖြစ်ပါတယ် and cars and tree ကားတွေနဲ့ကားတွေလှုပ်ရှားပုံနဲ့တစ်ပင်လှုပ်ရှားပုံတွေကိုအမိရရွေးဆွဲပြီးတော့ရေးဆွဲထားတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီရွှေရှားမှုတွေကဘယ်တွေထဲမှာဖြစ်နေတာလဲဆိုရင် in the rain မိုးရေထဲမှာမိုးရေဆက်လေးတွေကိုပါပအောင်ရေးဆွဲထားတာဖြစ်ပါတယ်။ Additionally တော့ teacher ဆက်ပြီးတော့ပြောခြင်းတဲ့ချက်ကတော့ he painted သူကရေးဆွဲထားပါသေးတယ် the electric light နော် the electric light ဆိုတော့ here sydney ရဲ့အရောင်ကိုလည်းရေးစထားတယ် that debates debates ဆိုတာဖော်ညွှန်းထားတယ် the metropolis at the night အဲ့တော့ညရဲ့အလှအပညရဲ့ရှုခင်းအရေးအမောကိုဖော်ညွှန်းထားတယ်ဒါကိုလည်းရေးစထားတာဖြစ်ပါတယ် when i saw it ဒီဒီကားလေးကိုမြင်တဲ့အခါမှာဆိုလို့ရှိရင် I found the bustled and peaceful life of the people အဲ့တော့လူသားတွေရဲ့နော် bustled and peaceful life of people အဲ့တော့ဒီ ပကြီကားထဲမှာရှိတဲ့လူသားတွေရဲ့အေဂျင့်နဲ့ဘဝလေးရုံးကန်လှုပ်ရှားနေရတဲ့ဘဝလေးကိုတချင်သွားပြီးတော့တွေ့ရှိရတာဖြစ်ပါတယ် from yangon ဘယ်အားလဲဆိုရင် yangon မှာရှိတဲ့လူသားတွေရဲ့ဘဝကိုမြင်တွေ့ရှိရတာအကန့်ဖြစ်ပါတယ်အဲ that's ဒါကြောင့်မလို့ i like this painting very much ဒီချေကတော့ဒီပကြီကားလေးကိုရမ်းကြိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချေကစာပိုင်းလေးတစ်ပိုက်ကိုရေးပြတာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ ပထမရေးထားတဲ့စာပိုင်းနဲ့ဒုတိယရေးထားတဲ့အကြောင်းအရာလေးကိုပြဆက်တဲ့အနေနဲ့စာပိုင်းတစ်ပိုင်းရေးထားတာဖြစ်ပါတယ်။အဲ့တော့သားတို့သမီးတို့လည်းဒီလိုပဲစာပိုင်းတစ်ပိုင်းမရေးခင်မှာစာကြောင်းတွေမရေးခင်မှာပေးထားတဲ့အချက်လက်လေးတွေပေါ်မှာမူတည်ပြီးတော့ draft လေးတွေရင်စဉ်းစားမယ်။စဉ်းစားပြီးတော့စာပိုင်းလေးတစ်ပိုင်းကိုရေးကြည့်မယ်။အရင်လဲမရှိအရင်လဲမတူတဲ့အနေထားတော့ကိုရေးကြည့်လို့ရပါတယ်။ Okay and thanks for learning with me teacher နဲ့တူတူလေးလာသင်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် see you again lesson teacher တို့နောက်ထပ် lesson စာရီမှာဆက်ပြီးတော့တွေ့ကြရအောင်